ားလုံးပဲမင်္ဂလာပါဗျာကျမ်းမာဘေကင်းကြပါစေနိုဝင်ဘာလ16ရက်နေ့နေကင်းပိုင်းဒီ new တစ္ဆာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်နှုတ်တင်ဆက်ပေးပါတော့မယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာဒီကနေ့တင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့ကချင်ပြည်နယ်မှာတပတ်အတွင်းတိုက်ပွဲပေါင်း58ကြိမ်ဖြစ်ပွားပါတယ်။နောက်ပြီးတော့ကြားဖြတ်နေနေရေးအထူးစစ်ဆင်ရေးပွဲကိုကျွန်တော်တို့စပြီးဆိုပြီးတော့ဒီ BGA ကောင်းဆောင် နိုင်မောင်စောက ပြောပါတယ်ပြီးတော့ဒီရွှေကုတ်ကုံမှာတရုတ်တရေတွေနဲ့ကြားဖြန့်ကုမ္ပဏီခေါင်းဆောင်တွေအောက်ခြေလုံးလုံးသူတွေနဲ့တခြားတရုတ်တွေအစုလိုက်ပြုံလိုက် ထွက်ပြေးနေတယ်လို့သိရပါတယ်ပြီးတော့ BJ ရဲ့ခေါင်းဆောင်ဆော့ချစ်သူပြောင်းနေပါတယ်ဒီ KNU ဥက္ကရာဟောင်းစောမှုတူစေဖို့ကို KNU ကနေပြီးတော့အပြီးပိုင်ထုတ်ပယ်လိုက်ပါတယ်ခင်ဗျာ။နောက်ကပ္ပဆာ၈ရဲ့ဘူကြီးစိုးကုကုံမောင်အပါဝင်၃ဦးပြစ်ခတ်ခံပြီးတော့တည်ဆုံသွားပါတယ်။နောက်ထပ်ကပ္ပဆာ 23အနည်းကစစ်တပ်ဂိတ်စခန်းကိုလည်းတွန်လိုင်းတပ်တွေကတိုက်ခိုက်တယ်လို့ဆိုပါတယ်ခင်ဗျာဒီသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပထမဦးဆုံးသတင်းအနေနဲ့ကချင်ပြည်နယ်ကစီရီသတင်းတစ်ခုနဲ့စတင်ကြပါတယ်ခင်ဗျာဒီဗမော်မြို့ဝိုင်းမော်လမြန်နဲ့ဖကန့်ဒေသဘက်မှာနေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေပြီးတော့ဒီတပတ်တာအတွင်းမှာတိုက်ပွဲပေါင်း58ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်းဒရင်နဲ့ပြည်ညာရေးဌာနရဲ့နိုဝင်ဘာ16ရက်ကထုတ်လွှင့်တဲ့ဒရင်ရုံတန်းစီစဉ်ကနေပြီးတော့သိရပါရခင်ဗျာဒီပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ကနေ16ရက်နေ့အထိဗမော်ဘက်လေရင်ဒရုန်းလက်နက်ကြီးငယ်တွေနဲ့နေတိုင်းပြစ်ခတ်တိုက်ခိုက်တာတွေရှိတယ်လို့ဖော်ပြထားပြီးတော့စစ်ကောင်စီဘက်ကလေရင်ဘုံ284ကျင်းဒရုန်းဘုံ139ကျင်းလက်နက်ကြီးပြစ်ခတ်မှုပေါင်း650ကျင်းလောက်ရှိတယ်လို့ဖော်ပြထားပါတယ် ဒီလေရင်ပုံးကျဲတိုက်ခိုက်တဲ့နေရာတွေမှာဗမော်စစ်မျက်နှာပြင်ဖောက်ကန့်ဒေတာဝိုင်းမော်မြို့နယ်လမြန်နယ်မြေဘက်မှာအများဆုံးတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တပ်မဟာခွန်တပ်မဟာလေးအပြင်တပ်မဟာ၁နယ်မြေဘက်ပါတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာဒီဗမော်စစ်မျက်နှာဘက်မှာစစ်ရေးအခြေအနေနဲ့ပတ်သက်ပြီးတော့စစ်ကော်မရှင်ကနေစစ်ကြောင်းထိုးလာတဲ့အတွက်တပတ်တာအတွင်းခုခံတိုက်ပွဲ၄၈ကြိမ်ဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ် ဒီဒါပြင်စစ်ကော်မရှင်ဘက်ကခြေလင်းစကြောင်းထိုးနေတဲ့ဖြစ်ပြီးတော့လေရင်ဒရုန်းလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်နေတဲ့ဖြစ်တာကြောင့်ဗမော်မျိုးဘက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့ဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာဝိုင်းမော်လက်မြန်စစ်မျက်နှာဘက်မှာလည်းစစ်ကော်မရှင်တပ်ကစကြောင်းထိုးလာတာကြောင့်ခုခံတိုက်ပွဲဆဲချင်းရှိခဲ့ပြီးတော့မြစ်ကြီးနားဘက်ချမ်းကနေပြီးတော့လက်နက်ကြီးနဲ့ပစ်တာဒရုန်းနဲ့ပုံကျဲတာလေရင်နဲ့တိုက်ခိုက်တာတွေကလည်းနေတိုင်းရှိတယ်လို့ဆိုထားပါဗျာ ဒီအခုလိုတိုက်ခိုက်တာတွေကို KIA ပူးပေါင်းအဖွဲ့ကနေပြီးတော့ခုခံတိုက်ခိုက်တဲ့အတွင်းမှာစစ်ကောမရှင်တပ်ဖက်ကထိခိုက်ဒေဆုံးမှုများတယ်လို့သိရှိရတယ်လို့ KIA ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်းဒေဆုံးမှုတွေရှိတယ်လို့သိရပါတယ်ခင်ဗျာဒီပြီးခဲ့တဲ့နိုဝင်ဘာလ3ရက်နေ့ကနေ9ရက်နေ့ထိတပတ်တာအတွင်းမှာလည်းဝိုင်းမော်ဗမော်လမြန်နဲ့ဖကန်ဒေတာဘက်နေတိုင်းတိုက်ပွဲတွေဖြစ်ပွားပြီးတော့တိုက်ပွဲပေါင်း38ကြိမ်ဖြစ်ပွားခဲ့တယ်လို့လည်းသိရပါပါတယ်ခင်ဗျာ နောက်ကြပြနှိမ့်နှင်းသတင်းတွေကိုဆက်ချင်ပါတယ်ခင်ဗျာဒီကြပြနှိမ့်နှင်းရေးအထူးစစ်စင်ရေးကြီးစပြီလို့အာနာသိန်းစစ်တပ်ရဲ့ဩဇာကံကရင်နေကြဆောင်တပ် BGF ကထုတ်ဖော်ပြောဆိုလာပါတယ်ဒီ BGF ပြောရေးဆိုခွင့်ရှိသူနိုင်မောင်စောကနိုဝင်ဘာ18ရက်နေ့မှာသတင်းမီဒီယာတွေနဲ့တွေ့ဆုံပြီးပြောဆိုလိုက်တာဖြစ်ပါတယ်ခင်ဗျာဒီကြပြနှိမ့်နှင်းရေးကိုအာနာသိန်းစစ်တပ်နဲ့အတူပူးပေါင်းလှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းဆိုပါတယ် ဒီဒါဟအမေရိကန်ကမြန်မာနိုင်ငံအပါအဝင် လာအိုကမ္ဘောဒီးယားနဲ့အရှေ့တောင်အာရှနိုင်ငံတွေမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကိုနှိမ်နှင်းဖို့ Second Center Strike Force ဖွဲ့စည်းလိုက်ပြီးလို့ကြေညာပြီးမှအခုလိုပေါ်ထွက်လာတာဖြစ်ပါတယ်။ကြားဖြတ်နှိမ်နှင်းရေးအဖွဲ့ဖွဲ့စည်းကြောင်းအမေရိကန်ကကြေညာပြီးနှစ်ရက်ကြာမှာနိုဝင်ဘာ14ရက်နေ့မှာတရုတ်ကမ္ဘောဒီးယားလာအိုမြန်မာထိုင်းနဲ့ဗီယက်နမ်စတဲ့ မဲခေါင်လန်ချားနိုင်ငံ၆နိုင်ငံရဲ့ဝင်ကြီးအဆင့်အစည်းအဝေးတစ်ခုကိုတရုတ်နိုင်ငံကူမင်းမြို့မှာပြုလုပ်ခဲ့ပြီးတော့ကြားပြန့်လုပ်ငန်းတွေကိုနှိမ်နှင်းမယ်လို့သဘောတူခဲ့ကြပါတယ်။တရုတ်နယ်စပ်နဲ့ထိုင်းနယ်စပ်က BGF တွေကြားပြန့်လုတ်ကင်နေမှုတွေကိုမတိကျိုးကျုံပြုပေးနေတဲ့အာဏာသိမ်းစစ်တပ်ဟာကြားပြန့်နှိမ်နှင်းမယ်လို့ဖွင့်ပြောတဲ့အထိဖြစ်လာပါတယ်။နိုဝင်ဘာ15ရက်နေ့ဖအန်ခီးစင်မှာအာဏာသိမ်းခေါင်းဆောင် ဘူဂျုံမူကြီးမဲအောင်လိုင်ကကြားပြနှိမ့်နှင်းရေးကိုစစ်တပ်နဲ့အမျိုးသားရေးတာဝန်လိုတတ်မှတ်ပြီးတော့နှိမ့်နှင်းမယ်လို့ဝန်ခံပြောဆိုခဲ့ပါတယ်ခင်ဗျာအဲ့ဒီသတင်းနဲ့တဆက်တည်းမှာပဲတင်ပြရမယ်ဆိုရင်တော့ဒီရွှေကုတ်ကူမှာတရုတ်တထေးတွေကြားပြကုမ္ပဏီကောင်းဆောင်တွေအောက်ခြေအလုပ်လုပ်သူတွေနဲ့တရုတ်တွေအစုလိုက်ပြုံလိုက်ထွက်ပြေးနေကြပါတယ်နောက် BG ရဲ့ကောင်းဆောင်ဆော့ချစ်သူကလည်းလူမြင်ကွင်းကနေပျောက်နေတယ်လို့ဆိုပါတယ်ခင်ဗျာဒီသတင်းကိုတင်ဆက်ချင်ပါတယ် ကရင်ပြည်နယ်မြောက်ဦးတည်မြို့နယ်ရွှေကိုကူမြို့တစ်မှာတရုတ်တထဲတွေကြပြန့်ကုမ္ပဏီကောင်းဆောင်တွေကို BGF ကညာရင်းချင်းကားတွေနဲ့တဲထုတ်နေတဲ့အကြောင်းရွှေကိုကူအခြေအနေကိုစောင့်ကြည့်နေတဲ့ကရင်စစ်ရေးတရင်အရင်မြစ်ကပြောဆိုပါရတယ်။ဒီမနေ့ကအကြမ်းဖက်စစ်တပ်ကလက်အောက်ခံ BGF က နိုင်မောင်စောကရွှေကုတ်ကိုမြို့တက်မှာကြားဖြန့်တွေကိုအပြီးပြတ်နှိမ်နှင်းတော့မှာဖြစ်တဲ့အကြောင်းထုတ်ပြန်ကြေညာပြီးတဲ့နောက်မှာနိုဝင်ဘာလ18ရက်ညတွင်ချင်းပဲအဲ့ဒီရွှေကုတ်ကိုမြို့တက်ကတရုတ်တွေနိုင်ငံသားတွေနဲ့ကြားဖြန့်လူသမားတွေရာထောင်ချီပြီးတော့ထွက်ခွာဖို့ကြိုးစားလာကြတာဖြစ်ပါတယ်အဲ့ဒီရွှေကုတ်ကူမျိုးတဲ့အတွင်းတဲမှာပဲဒီကားတွေပိတ်ပြီးတော့မြို့တွင်းမှာရှိတဲ့လူတွေအားလုံးနီလန်းမျိုးစုံနဲ့ထွက်ခွာနေကြတာဖြစ်ပါတယ် ဒါပေမဲ့လည်းကြားဖြန့်တေယူတထေးတွေနဲ့ကြားဖြန့်ကုမ္ပဏီခေါင်းဆောင်တွေကိုတော့ BGF ကကားတွေနဲ့ညာရေးချင်းတဲထုတ်နေတဲ့အကြောင်းလည်းသိရပါတယ်ခင်ဗျာဒီ BGF နိုင်မောင်စောပြောတာကဒီကြားဖြန့်တွေနှိမ်နှင်းမယ်ဆိုပြီးထကြေညာတာထိုင်းသတင်းဌာနတွေမှာတက်လာတာရောမြန်မာသတင်းဌာနတွေမှာတက်လာတာအကြောင်းညာရေးချင်းတေယူတွေနိုင်ငံသားတွေရွှေကုတ်ကနေအထုပ်တွေဆွဲပြီးထွက်ကုန်ကြပြီး KK ပတ်လို့ဖြစ်မယ်ဆိုပြီးအကုန်ထွက်ပြေးကြတာ အလုတ်တွေ၃ရက်ပိတ်တယ်ဆိုပြီးအောက်ခြေကြဖြန့်လူသမားတွေကိုလည်းကုမ္ပဏီတွေဘက်ကပြောတယ်ဒါပေမဲ့ကုမ္ပဏီအင်ချက်တွေ team leader တွေနဲ့တရုတ်တထေးတွေက BGA ကားတွေနဲ့အကုန်ထွက်ကုန်ကြပြီးညာတွင်ချင်းဝရုံသုံးကားဖြစ်နေကြတာကားတွေပိတ်လမ်းတွေပိတ်အကုန်ထွက်ပြေးကြတာလို့ကရင်စီရေးတင်အရင်မြစ်ကပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာ BGA နိုင်မောင်စောကရွှေကုတ်ကူမှာကြက်ဖြန့်လုတ်ကင်သူ တထောင်နဲ့နှစ်ထောင်ကြာရှိပြီးတော့ကြားဖြန့်တွေကိုလုံးဝမထားတော့ပဲအပြည့်ပြတ်နှိမ်နှင်းတော့မှာဖြစ်တဲ့အကြောင်းအဲ့ဒီလိုနှိမ်နှင်းတာမှာစစ်တပ်နဲ့ပူးပေါင်းလို့နှိမ်နှင်းမှာဖြစ်တဲ့အကြောင်းအမေရိကန်နဲ့တရုတ်ဖိအားရှိလာလို့မဟုတ်ဘဲနဲ့ BGS ကကြားဖြန့်နှိမ်နှင်းဖို့ဆုံးဖြတ်တဲ့အချိန်နဲ့တိုက်ဆိုင်တာဖြစ်တဲ့အကြောင်းမနေ့ကထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်ခင်ဗျာအကြံဖက်စစ်တပ်ကလည်းရွှေကုတ်ကိုအနီးဝန်းကျင်နဲ့နေရာတချို့မှာနေရာဆက်တင်ယူနေပြီးတော့မြို့တွင်းနေရာတချို့မှာ ဒီစစ်တပ်ကဝင်ရောက်တာတွေရှိနေတဲ့အကြောင်း BGF နဲ့စစ်တပ်ပူးတွဲဝင်ရောက်နေရာယူခြင်းဖြစ်နိုင်ကြောင်းသိရှိရပါတယ်ခင်ဗျာဒီဒါဝိမလက်ရွှေကိုကိုမျိုးတစ်ကိုစတဲ့ထူထောင်ရမှာအဓိကကြတဲ့ BGF ခေါင်းဆောင်ဆော့ချစ်သူကတော့လူမြင်ကွင်းကနေပြောက်ွယ်နေပြီးတော့ရွှေကိုကိုမှမတွေ့ရဘူးလို့သိရပါတယ်ရွှေကိုကိုအရေးကိစ္စကို BGF နိုင်မောင်တော်ကဥစည်းလှုပ်ဆောင်နေတဲ့သဘောမြင်ရတဲ့အကြောင်းတခြားကရင်စည်ရေးတရင်အရေးမြစ်တစ်ခုကလည်းပြောဆိုပါရခင်ဗျာ ဒီစောချစ်သူကလူမြင်ကွင်းကိုတိတ်မထွက်တော့ဘူးသူစီကရှစ်ချစ်ချန်းကိုဒီနိုဝင်ဘာ၁၂နေ့ကတရုတ်ကိုလွှဲလိုက်ကြတဲ့ကလူမြင်ကွင်းမှာမမြင်ရတော့တာအရင်ဆိုသူ့ကားရမ်းနဲ့သွားလာနေတာရှိသေးတယ်အခုပြောက်နေတယ်သူ့ရွာပြန်နေတာလားတမင်လူမြင်ကွင်းကမထွက်တလားတော့မပြောတတ်ဘူးလို့ကရင်စည်ရေးတရင်အရင်မြက်ကရှင်းပြတာဖြစ်ပါတယ်ဒီရွှေကိုကိုထူထောင်သူရှစ်ကျင်ချန်းကိုကြားဖြန့်ငွေလိမ်မှုတွေအပါဝင်နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ထိုင်းနိုင်ငံက တရုတ်နိုင်ငံကိုနိုဝင်ဘာ၁၂ရက်နေ့မှာလွှဲပြောင်းလိုက်ပြီးတော့အမေရိကန်ကလည်းကြားဖြန့်တွေကိုအကာအကွယ်ပေးနေတဲ့ DKBA တပ်ဖွဲ့နဲ့ခေါင်းဆောင်၄ဦးကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ကကြားဖြန့်တိုက်ဖြတ်ရေးအထူးအဖွဲ့ကိုလည်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကရင်သတင်းတစ်ခုကိုဆက်ရမယ်ဆိုရင်တော့ KNU ဥက္ကရာဟောင်းစောမှုဒူစေဖို့ကို KNU ကနေပြောအပြီးထုတ်ပယ်လိုက်ပါတယ်စစ်ကော်မရှင်ကျင်းပတဲ့တနင်္ဂနွေနေ့ပြစ်ခတ်တိုက်ခိုက်မှုရစရေးသဘောတူညီစာချုပ် NCA စနစ်ပြည့်အခမ်းအနားကိုတက်ရောက်ခဲ့တဲ့ကရင်မျိုးသားစီယုံဥက္ကဋ္ဌဟောင်းစောမှုတူစေဖူးနဲ့ခရိုင်ဥက္ကဋ္ဌဟောင်းစောချွေမောင်းတို့ကိုအဖွဲ့အစည်းကလုံးဝထုတ်ပယ်လိုက်တဲ့အကြောင်း KNU ပြောခွင့်ရသူဖလူစော်တော်နီက BBC ကိုပြောပါရခင်ဗျာ KNU ဥက္ကဋ္ဌဟောင်းစောမှုတူစေဖူးခရိုင်ဥက္ကဋ္ဌဟောင်း ဆော့ရွှေမောင်းတို့ဟာဒီတာဝန်ကနေအားယူပြီးဖြစ်ပေမဲ့ NCA စီဝေးကိုတက်ရောက်ခဲ့တဲ့အတွက်73ကြိမ်မြောက်ဖို့လုံမှုဆောင်စီဝေးသုံးဖြတ်ချက်အရအဖွဲ့အစည်းကထုတ်ပယ်လိုက်တယ်လို့ KNU ရုံတွင်းပို့တဲ့စာရဲမှာဖော်ပြထားပါတယ်ခင်ဗျာ KNU ပြောခွင့်ရသူဖရူဆော့တိုနီကလည်းဟုတ်ပါတယ်အဖွဲ့ကနေအပြစ်တိုင်ထုတ်ပယ်လိုက်ပါပြီယာရုယာကန်ဘာတာဝန်မှမရှိုံမက တာမန်အဖွဲ့ဝင်တယောက်လည်းမဟုတ်တော့ပါဘူးအဖွဲ့အစည်းမူဝါဒကိုထက်ခါတလဲလဲဖောက်ဖျက်ကျူးလွန်တဲ့ကိစ္စတွေပါလို့ BBC ကို ပြောပါတယ်ခင်ဗျာဒီနေပြည်တော်မှာအောက်တိုဘာလကကျင်းပခဲ့တဲ့ NCA စနစ်ပြည့်အခမ်းအနားမှာ KNU ဥက္ကဋ္ဌဟောင်းသုံးမှုသူစေဘိုးကဆင်မြင့်တက်မှတက်ရောက်မင်ကွန်းပြောခဲ့ပါသေးတယ်စစ်ကောင်စီကသောမှုသူစိတ်ဖို့ကိုကရင်တိုင်းနာခေါင်းဆောင်လို့သုံးနှုံပြီးတော့စင်ပေါ်တက်ဖို့ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ် ဒီအခမ်းအနားမတိုင်ခင်ကလည်းတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစိုက်သဘောတူညီစာချုပ် NCA နဲ့ပတ်သက်လို့သဘောထားကို KNU က CNF, ABSCF, NMSPAD, PNLO, LDU စတဲ့အဖွဲ့တွေနဲ့ပူးတွဲထုတ်ပြန်ထားတာပါအဲ့ဒီထုတ်ပြန်ချက်ထဲမှာ NCA ဟာ2020ခုနှစ်စစ်တပ်အာဏာသိမ်းပြီးကြတဲ့ကစာချုပ်ရဲ့အနှစ်သာရအခြေခံမူတွေနဲ့ ရီမန်းချက်တွေကိုပြောင်ပြောင်တင့်တင့်ဖျက်ဆီးလိုက်ပြီးတော့ NCA အကောင့်ထဲပေါ်မှုလုပ်ငန်းစဉ်တွေရပ်ဆိုင်းကစက်ကူစုပ်တစ်ခုသာသာရှိတော့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ကပ္ပဆသတင်းတွေကိုဆက်ချင်ပါတယ်ခင်ဗျာဒီကပ္ပဆရှေ့ရဲ့ဘူကြီးစိုးကူကူမောင်အပါဝင်၃ဦးကိုပြစ်ခတ်ခံပြီးတော့တည်ဆုံတယ်ဆိုတဲ့သတင်းကိုဆက်တင်ပြပါမယ်မကွေးတိုင်းစင်ပေါင်းဝဲမြို့နယ်ကအမှတ်၈ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပဆ၈ရဲ့ ဘူကြီးစိုးကုတ်ကောင်အပါဝင်စစ်ကောင်စီတပ်သား၃ဦးကိုပြစ်ခတ်ခံရပြီးတည်ဆုံခဲ့တယ်လို့တရက်ခရိုင်အမှတ်၅တရင်ကမနေ့ကနိုဝင်ဘာ18ရက်မှာထုတ်ပြန်ပါတယ်ခင်ဗျာပြစ်ခတ်မှုအတွင်းမှာကပ္ပတရှိအဖွဲ့စီကနေပြီးရော MA 73 GA တခု MA 73 G အတောက်20 AK တလက်89ဘယ်ရင်တလက်40မမ6လုံးနဲ့ဒီလက်ကైဖုန်းတလုံးတို့ကိုတင်းစီရရှိတယ်လို့ဆိုပါတယ်ခင်ဗျာ ဒီတက်ခိုင်းမှုဖြစ်စဉ်ရဒီနိုဝင်ဘာ16ရက်ညနေ4နာရီဝန်းကျင်မှာကိုဗင်တက္ကရာလမ်းမြင်းဒီလမ်းပိုင်းတစ်ခုမှာလို့အသိပေးထားပါတယ်ခင်ဗျာဒီစစ်ကြောင်းထုတ်လာတဲ့ပုံစံတော့မဟုတ်ဘူးစက္ကသဘူကြီးကိုလုံခြုံရေးယူပြီးအတော်လာလုပ်တဲ့ပုံစံမျိုးလို့သိရတယ်ကိုဗင်တက္ကရာလမ်းပိုင်းရဲ့အလေလောက်မှာဖြစ်တာလို့တရက်ခန့်အစီရင်တဲ့အရင်းမြစ်ကပြောပြတာပါဒီတက်ခိုက်ခံရပြီးတဲ့နောက်မှာစစ်ကောင်စီကလီဆိုင်ရာဂျေးရွာတွေကိုဝင်ရောက်မိရှုပ်တာတွေကြောင့်ထွက်ပြေးနေရတဲ့ဒေသခံတွေရှိတယ်လို့လည်းသိရပါတယ်ခင်ဗျာ ီစစ်ကောင်စီရဲ့ကပ္ပစရှစ်ကအမြောက်နဲ့လက်နက်ကြီးအစိပ်ပိုင်းတွေထုတ်လုပ်တာလို့စီးရီးသတင်းရင်းမြစ်တွေမှာဖော်ပြထားပါတယ်။အခုနိုဝင်ဘာပထမပတ်မှာမကွေးတိုင်းတရက်နဲ့ကမ္ဘာမြို့နယ်ကစစ်ကောင်စီတပ်ရဲ့အခြေစိုက်စခန်းနဲ့အမှတ်စနစ်ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစစနစ်ကိုတော်လိုင်းအဖွဲ့တွေကတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာလည်းနှစ်ဖက်ထိခိုက်သေးဆုံးတာတွေရှိခဲ့တယ်လို့တရက်ခဲအမှတ်လေးတရင်ကထုတ်ပြန်ထားပါတယ်။ဒီတရက်ခဲအိမ်မှာရွေးကောက်ပွဲကိုစန့်ကျင်ပြီးစီးရဲလှုပ်ရှားတဲ့နယ်မြေတွေမှာ ဒီတိုက်ခိုက်မှုအရှိန်မြင့်မယ်လို့တွန်လိုင်းရေးအဖွဲ့တွေကကြေညာထားပါတယ်ခင်ဗျာနောက်ထပ်ကပ္ပစ23အနီးကစစ်တပ်ဂိတ်စကန်ကိုတွန်လိုင်းတပ်တွေတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုဆက်ပြီးတင်ပြပေးကြပါတယ်ခင်ဗျာမကွေးတိုင်းကံကောမျိုးနယ်ကျောမျိုးကစစ်တပ်ရဲ့အမှတ်23ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ23အနီးကဂိတ်စကန်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ရောကာကွယ်ရေးတပ်စစ်တေသဥဆောင်ကော်မတီ YDF နိုဝင်ဘာ18ရက်ကထုတ်ပြန်ပါတယ်ခင်ဗျာ နိုဝင်ဘာ16ရက်ကကပ္ပစ23ကိုသွားတဲ့လမ်းပိုင်းပေါ်ကရွှေပင်ကျေးရွာရှိ စစ်ကောင်စီတပ်ဂိတ်စခန်းကိုကံငေါခင်အတက်ရင်အမှတ်1819ရောကကို ရေးဒေသယုံဦးစီးကော်မတီ WDF နဲ့ကြောမြို့ပကဖတ်တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ဆိုပါတယ်ခင်ဗျာ ဒီအဲ့ဒီဂိတ်ကစက်ယုံစီယုံနဲ့ဆို6မိုင်လောက်ပဲဝေးတယ်အဲ့ဒါပြီးရင်စစ်ကောင်စီစကန်းတွေရှိတယ်ပြီးရင်ပင်မစက်ယုံကိုရောက်တယ်လို့ကျော်ပကဖတာဝန်ရှိသူကလူထုနေဦးတရင်ဌာနကို ပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာဒီရွှေပင်ရွာဂိတ်စကန်းအနီးမှာလည်းကျောမျိုးနဲ့ကပ္ပဆတ်23ကိုကာကွယ်ထားတဲ့ဗျူဟာကုန်းစကန်းတစ်ခုရှိသေးတဲ့အကြောင်းလဲ၎င်းကအတိပေးပါတယ်နောက်အဲ့ဒီတိုက်ခိုက်မှုမှာကာကွယ်ရေးရဲဘော်တူဒဏ်ရပြီးတော့စစ်ကောင်စီဘက်ကအထိကိုက် ကိုစစ်စစ်ဆဲလို့ကဝေးတပ်ဖွဲ့ကပြောပါတယ်ဒီဂိတ်မှာအင်အား15နဲ့20ကြားမှာရှိတယ်ဒီနိုမှာ15ရက်ကအထိကရှိတယ်နောက်ပြီးအဲ့ဒီဂိတ်ကိုစက္ကစဘက်ကဖြုတ်တော့မယ်လဲကြားတယ်လို့ရောတရင်ရင်းမြစ်တွေကပြောပါတယ်ခင်ဗျာဒီတိုက်ပွဲအတွင်းမှာကပ္ပစ23ဘက်ကတံပြားကကာ3စီးအပြင်တက်ကူလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်းအတည်ပြုပါတယ် ဒါပြင်တိုက်ပွဲအပြီးမှာရွှေပင်ရွာအတွင်းကပြည်သူတွေရဲ့နေအိမ်30ကျော်ကိုစစ်ကောင်စီကမိရှုဖျက်ဆီးခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာကပ္ပစ23မှာစစ်ကောင်စီကဒုံးနဲ့ဒုံးပြန်စီမံကိန်းအစိပ်ပိုင်းတွေထုတ်လုပ်နေတယ်လို့ဒေတာတွင်သတင်းအေးမြင့်အချို့ကအတည်ပြုထားပါတယ်ခင်ဗျာနိုဝင်ဘာလ16ရက်နေ့နေကမိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှသာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်